အကျွန်တော်မျိုးတွေအားလုံးမင်္ဂလာပါဒီနေ့စစ်မှုထမ်းဆွဲခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပါမယ်နော်အဲကျွန်တော်တို့မိဘပြည်သူညီကောင်မတို့အားလုံးသတိထားဆင်ခြင်နိုင်ဖို့ပါမြို့ရာတွေတော်တော်များများမှာအုတ်ချုပ်ရေးမှုနဲ့အဲဒေသအာဏာပိုင်တွေရဲတွေနဲ့ပေါ့နော်ပေါင်းပြီးတော့ပြည်သူတွေကိုဆွဲနေတယ်ပေါ့ဗျာနော်လူငယ်တွေကိုဆွဲနေတယ်ဆွဲတဲ့အခါမှာလဲအဲဘယ်လိုခေါ်မလဲကျွန်တော်တို့အမှုရှိလို့ရှိရင်အမှုရှိလို့ရှိရင်ဒီအမှုကိုရင်ဆိုင်မှာဒါမှမဟုတ်လို့ရှိရင် စစ်မှုထမ်းတဲ့ဝင်မလားဒါမှမဟုတ်ငွေပေးပြီးရွေးမလားဆိုတော့ရွေးချယ်မှု၃မျိုးကလူငယ်တွေကိုမေးလာပြီပေါ့ဗျာနော်အဲတကယ်တမ်းဆွဲတဲ့အခါမှာလည်းမရှိစင်ရတာမပြေလဲတဲ့သူတွေကိုပဲအဓိကထားပြီးဆွဲသွားတယ်ပေါ့ဗျာနော်အဲ့တော့ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဖုန်းတွေပဲဖြစ်ဖြစ်အိမ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ပါမြန်မာပြည်သားတယောက်အနေနဲ့စစ်လိုက်မယ်ဟေးဆိုရှင်ခင်ဗျားတို့မှအနည်းဆုံးအမှု၂မှု၃မှုလောက်ကတော့ရှိတယ်အဲ့ဒီအမှုတွေပေါ်မှာခြေခံပြီးတော့စစ်မှုထမ်းအတင်းစုဆောင်လို့ရပြီလေနော် ဲ့တော့နိုင်လွတ်လုံဆိုတဲ့နိုင်ငံသားတရားရဲ့လွတ်လပ်ခွင့်လုံခြုံခွင့်ဆိုတဲ့ဒီဥပဒေအရလည်းခုဆိုရက်ဆိုင်တာအတွက်ကြောင့်မလို့ဒါဟာအခွင့်ကောင်းကြီးတစ်ခုလို့ဖြစ်သွားတယ်။အဲကြောင့်မလို့ကျွန်တော်တို့မျှော်လင့်တာကတော့အုပ်ချုပ်ရေးမှုကောင်းနေအရေးကောင်းနေစစ်တီကောင်းနေအများများပေါ်ပါစေလို့ပဲဆုတောင်းရမှာပဲ။အခုဘာကြောင့်လဲဆိုလို့ရှိရင်ဒီအခြေအနေကြီးတစ်ရက်လုံးကကခင်ဗျားတို့စစ်မှုထမ်းအတွက်လိုအပ်လို့ရှိရင်လည်းကောင်းကောင်းအသုံးချလို့ရသွားတဲ့ပုံစံမျိုးတွေရှိနေပြီ။အဲတော့ပထမဦးဆုံးအနေနဲ့ဖြစ်ရက်ကလေးကိုကျွန်တော်ပြောပြမယ်နော်။ ဲ့တော့မကွေးတိုင်းနဲ့မင်းလားမြို့နယ်မှာအခုဒါမကွေးတိုင်းမင်းလားမြို့နယ်မှာစစ်မှုထမ်းအကြောင်းပြပြီးတော့တဲ့ချောဆွဲနေတယ်တဲ့ဆိုင်ကယ်စီးလာလို့ရှိရင်ဆိုင်ကယ်ကိုရက်ခိုင်းတယ်ကဲဆိုင်ကယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဗျာဝတ်တော့ဆိုင်ကယ်စီးနေဝတ်တော့မှုကထိပြီအဝတ်တော့မှုကထိပြီဆိုတဲ့ခါကျတော့ကဲဟုတ်ပြီမင်းတို့မင်းတို့ကိုငွေနဲ့လာယူမလားဒါမှမဟုတ်လို့ရှိရင်စစ်မှုထမ်းနဲ့ဝင်မလားဆိုတဲ့ပုံစံမျိုးကိုဆွမ်းတော့ကျွန်တော်ပြောသလို စစ်မှုထမ်းနဲ့ဝင်မလားဒီအမှုတွေကိုရင်ဆိုင်မလားဒါမှမဟုတ်ငွေနဲ့ယူရမလားဆိုတာရွေးချယ်မှုသုံးခုရှိလာပြီအဲ့တော့ဘာမှမယူနိုင်သူကတော့စစ်မှုထမ်းနဲ့ဝင်သွားရုံမရှိတော့တယ်ငွေနဲ့ယူနိုင်တဲ့သူကြတော့လေငွေဥမာဖြစ်သူတို့တောင်းစားလောက်ပေးပြီးတော့ယူသွားပါအဲ့တော့အဲ့ဒီမျိုးယူပြီဆိုရင်အုပ်ချုပ်ရင်မှုတွေဒီရဲတွေကပိုက်ဆံရပြီပေါ့ဗျာနော်နောက်တစ်ခုအမှုရင်ဆိုင်မယ်ဆိုရင်အချုပ်ထည့်သွားရမယ်အဒီသုံးခုယူစရာဖြစ်လာပြီအဲဒါကတစ်ခုပေါ့နောက်တစ်ခုကကြတော့ကျွန်တော်တို့ရေတာရှင်မြို့နယ်မှာနော်ရေတာရှင်မြို့နယ်စွာမြို့မှာအမှတ်6 ရက်ွက်အုတ်ချုပ်ရည်မှုချစ်ကိုဆိုတဲ့သူကတဲ့နော်ရဲနဲ့ပေါင်းပြီးတော့မရှိစင်းရဲသားတွေကိုရှောက်ဆွဲနေတယ်ပေါ့ဗျာနော်ဆွဲပြီးသွားလို့ရှိရင်ဘယ်မှာထားလို့ထားမှန်းလည်းမသိဘူးအဲ့တော့သူတို့ကိုရွေးမယ်ဟိဆိုလို့ရှိရင်တော့ပိုက်ဆံဟောမစား7နှစ်သိန်းအဲ3နှစ်ဆယ်အဲ့လိုမျိုးတောင်းပြီးတော့ရွေးခိုင်းနေတယ်ပေါ့နော်အဲ့တော့တချို့သူအိမ်ပေါင်းပြီးရွေးရတယ်ဒုက္ခတော်တော်ရောက်ကြပါတယ်မရှိစင်းရဲသားတွေခင်ဗျာမနော်အခုချိန်မှာတော်တော်လေးတော်တော်လေးပေါ့နော်ဟိုဒုက္ခရောက်နေတဲ့အချိန်မှာ အိမ်ပေါင်ပြီးရွေးရတဲ့သူနဲ့ငွေတိုးပေးပြီးရွေးရတဲ့သူနဲ့ဒီပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့အတိုင်းနဲ့ပတ်သက်ပြီးအခုဒါကိုပြည်သူတွေအားလုံးသိစေချင်တယ်ခင်ဗျားတို့အားလုံးလည်းဒါကိုသိထားမှစင်ကျင်နိုင်မှာဖြစ်တယ်နော်အဲ့တော့အိမ်ကိုဒါတော့မှနော်ဒီရက်ကြေးရွာတွေကအာတလောက်ကို3000ခွဲရစစ်မှုတန်းကြီးကပုံမှန်ပေးနေရပုံမှန်ပေးနေရတဲ့ဂျားတွေကနေပြီးတော့နူးတူတူအတတတွေပဲဖြစ်ဖြစ်နော်မရှိစင်ရတာတွေပဲဖြစ်ဖြစ်ရှောက်ဆွဲတယ်ဆွဲပြီးရောလို့ရှိရင် ဆိုနာလို့ပေါ့ဗျာစစ်မှုထမ်းအတွက်လှုပ်ရှားတယ်ပေါ့ဗျာနော်ဒါဒါရေတာရှင်မြို့နယ်စွာမြို့အမှတ်6ရပ်ကွက်မှာဒါဖြစ်ရက်တကယ်ဟုတ်ဖြစ်နေတဲ့ဖြစ်ရက်ပါခင်ဗျားတို့မေးရင်သွားစုံစမ်းလိုက်ပါနော်ရွေးရတဲ့အင်အားစာကျွန်တော်တို့ပြောပြလို့ရပါတယ်ကဲဟုတ်ပြီနောက်ထပ်ဇလွန်မြို့နယ်တဲ့နော်ဂျန်တိုင်အုပ်စုတဲ့အုပ်ချုပ်ရေးမှုဦးတင်ကိုဟာတဲ့နော်စစ်မှုထမ်းခေါင်းစဉ်တက်ပြီးတော့နော် ရွှေအဲဇလုံးဘာခေါ်မလို့ဂျန်တိုင်အုပ်စုထဲမှာရှိတဲ့ရွှေတောင်စုကြီးရွာမှာနေတဲ့မတ်ချိုစင်ရဲ့ခင်မွန်းဖြစ်သူတဲ့နော်တန်းစော်သေးကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့ဆွဲသွားတယ်ဆွဲသွားပြီးတော့ကြုံမဲ့ကြီးရွာအုပ်စုကို320နဲ့ရောင်းစားတယ်အဲ့တော့ကြီးရွာသူကြီးရွာသားတွေကတိသွားတယ်တိတဲ့ခါမှာဒါမတရားမှုဆိုတော့နားလေလာတယ်နားလေလာတဲ့ခါမှာဒါကိုတိုင်တန်းတော်လဲပဲဒါကိုစစ်စစ်မှုပေါ်ထုတ်ပေးမှု လုံးဝမရှိပါဘူး တယ်ဘာကြောင့်ဆိုတော့ဒီကိုတန်းစော်ဦးမာကမိမရှိတယ်ဗျာသူမိမလည်းအခုခလေးနှစ်ယောက်နဲ့ဘာလို့လို့ဘာကင်စားမှန်းမသိဘူးဒုက္ခရောက်နေခင်ဟိုဖခင်ကအခုစိတ်မှုတန်းနဲ့ပါသွားပြီဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ဘယ်လိုမှဘယ်လိုခေါ်မလဲကျွန်တော်တို့ပေါ်ထုတ်ပေးခြင်းမရှိတာတွေကိုသွားတွေ့ရတယ်အဲ့တော့ဒီအခုချိန်မှာအခြေအနေကမကောင်းရတဲ့ကြားတယ် ကောင်းတဲ့အုပ်ကြီးတွေကိုကျွန်တော်ဘာမှမပြောလို့ဘူးเนาะမကောင်းတဲ့အုပ်ကြီးတွေမကောင်းတဲ့ဒီအာနာပိုင်တွေကအလုံးပေါင်းပြီးတော့ဒါမျိုးငွေကြီးရဖို့အတွက်လှုပ်ရှားနေတာတွေကိုသွားတွေ့ရတယ်အုပ်ချုပ်ရေးမှုတော်တော်များများအခုဆိုလို့ရှိရင်အိမ်အစ်တွေတောင်စောင့်နိုင်နေပြီငွေကြီးတွေတော်တော်ချမ်းသာနေပြီလို့ပြောလို့ရတယ်ဆွမ်းတော့ပြောသလိုပေါ့ဗျာเนาะနိုင်လွတ်လုံးဆိုနိုင်ငံသားတယောက်ရဲ့လွတ်လပ်ခွင့်လုံခြုံခွင့်ဥပဒေကလည်းမရှိတဲ့ခါကျတော့ခင်ဗျားတို့ဖုံးဝင်ဆစ်ဆစ်ခင်ဗျားတို့အိမ်ကိုပဲဝင်ဆစ်ဆစ်ကြိုက်လို့ဆစ်လို့ရပြီဆစ်လို့အမှုတစ်ခုကိုတွေ့သွားပြီး အမှုတစ်ခုခုကတော့ခင်ဗျားကျွန်တော်ကျွန်တော်လည်းမိမှာပဲကျွန်တော်လည်းမြန်မာပြည်မှာဆိုလို့ရှိရင်ခင်ဗျားတို့ဘယ်လိုပဲဖြစ်ဖြစ်ပါခင်ဗျားတို့ဖုန်းဝင်စစ်လိုက်တာနဲ့တစ်ခုမဟုတ်တစ်ခုမိတယ်နော်ခင်ဗျားတို့အိမ်ဝင်စစ်လိုက်တာတစ်ခုမဟုတ်တစ်ခုဥပဒေနဲ့ညှိတယ်နော်ခင်ဗျားတို့လမ်းမှာဆွဲလိုက်တာတစ်ခုမဟုတ်တစ်ခုနဲ့ညှိတာပဲဘာကြောင့်လဲဆိုတော့ဥပဒေရဲ့မျက်လုံးထဲမှာအားလုံးကညှိနေကြတာဒါကျွန်တော်ဝန်ခံရလိမ့်မယ်အဲ့တော့ဒါမျိုးတွေညှိနေပြီဆိုတဲ့ခါကျတော့ခင်ဗျားတို့ရွေးချယ်စရာများစားမရှိဘူးဒီစစ်တဲဝင်မလားအဲစစ်တဲဝင်ဆိုလို့ရှိရင်ငွေပေးပြီးရွေးမလားဒါမှမဟုတ်လို့ရှိရင်အမှုရင်ဆိုင်မလားအဲဒီပုံစံမျိုးတွေဖြစ်နေတဲ့အတိုင်းအတာမျိုးမှာ အမှုတောင်းတောင်းသိရင်တော့အကြောင်းမဟုတ်ဘူးဗျာနော်တချို့လူငယ်တွေကြတော့လေသူတို့ဟိုဝတ်တောက်ဆိုင်ကြီးတွေစီးရီရှိမယ်နော်အဲဖုန်းထဲမှာမဟုတ်မလဲရောကန်တာတွေရှိနိုင်တယ်ဟလာအဲဒါမျိုးတိုက်တာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အခု ပြည်သူတွေဒုက္ခရောက်နေတဲ့အခြေအနေမှာ အားလုံးသတိထားပါနိုင်ငံတော်အကြီးအကဲများအနေနဲ့လည်းဒါကိုတည်တည်ချာချာလေးကူးဆိုင်ပေးပါဗျာနော်အခုဆိုရင်ဒီအုပ်ချုပ်ရေးမှုတွေလှုပ်ရှားမှုတွေဟာပြည်သူတွေအရန်ကိုဒုက္ခရောက်နေပါပြီဆိုတာပြောပြချင်တယ်နော်